ပြောမယ်ဆိုရင်သူအိုးဘေးရိုက်ခုတစ်ချက်ကျွန်တော်တို့ကျွန်တော်တို့ဒါတတိကြီးကြီးနဲ့အိုးဟာကစားသွားမယ်ဆိုရင်တော့ကျွန်တော်ရဲ့မြတ်ပူပြီးတော့မှအဆင်ပြေတယ်လို့မြင်နေမြ။အိုးအရင်ကြီးပုကထိုးမယ်ဆိုရင်တော့ဆူရီရန်လိုက်ရဲ့ဘော်ဒီရှော့တွေလုံးဝသွဲလုံးရိုက်ခုလက်ခုစက်တိုက်ကျွေးထားတယ်ဗျာ။ဆိုရင်ရတယ်ဗျာ။စတဲ့ကျွေးထားတယ်ကဲအလုံးဝမင်္ဂလာပဲဗျ JDS Cinema ပြန်လဲကျူဆိုလိုက်ပါတယ်ဒီကနေ့မှလဲတန့်စင်နဲ့ရှင်ပြန်ထူးတက်သွားရတော့မယ်ထိုင်းကဆူရီရန်လက်ရဲ့အရင်တော့ကထူးတက်သွားခဲ့တဲ့ဘွဲကောင်းတဲ့ဘွဲလေးကိုဒါပရိသတ်တွေနဲ့တူ အဆအဆုံးကြီးစုပြီးတော့ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီရှေ့ရက်ပြီးမှဆိုရင်လည်းဒါ Sui Yang Day ရဲ့ One Championship မှာဒါနောက်ဆုံးအနေနဲ့ထူးတက်သွားခဲ့တဲ့အဖွဲ့ကောင်းတပွဲလေးကိုလည်းကျွန်တော်တင်ဆက်ပေးခဲ့တာရှိတယ်ပေါ့နော်။တကယ်လို့မချိရသေးတဲ့ပြဿနာတွေရှိမှဆိုရင်ဒီအောက်က discussion link မှာကျွန်တော် link လေးချထားပေးပါမယ်။အဲ့ဒီမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။အဲ့တော့ဒီကနေ့မှာတော့ကျွန်တော် Sui Yang Lei ရဲ့နောက်ထပ်ပွဲစဉ်တပွဲလေးကိုကျွန်တော်ကြည့်ရှုရင်းနဲ့ဒါသူ့ရဲ့စွမ်းဆောင်ရည်ကိုကျွန်တော်ထပ်ပြီးတော့မှလေ့လာတော့မှဖြစ်တယ်ပေါ့နော် ။ဒါပြင်ကျွန်တော်တို့ဒီပွဲလေးကိုဒါကြည့်ရှုရင်းနဲ့တန့်စင်နေနဲ့ကျွန်တော်တို့ဒီ fight down ကိုဘယ်လိုမျိုးရှင်ပြန်ထိုးတက်သွားတင်တယ်လဲပေါ့နော်။သူ့အနေနဲ့ရောဒီ time fighter ကိုဒါအနိုင်ရယူသွားနိုင်ချေရှိသလားဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဆွေးနွေးတုံ့တက်တင်ဆက်ပြီးတော့မှဖြစ်ပါလိမ့်။အဲ့တော့ three young လက်ကတော့ဒါဘောင်းဘီအနီရောင်နဲ့ဒါအနီတောင်းကလည်းရှင်ပင်ထိုးတက်နေတဲ့ fighter ပဲဖြစ်ပါတယ်။အဲ့တော့သူနဲ့ရှင်ပင်ထိုးတက်သွားမဲ့ fighter ကလည်းဒါ ထိုင်းကဖိုက်တာဖြစ်ရပြတာအပြာတောင်းကနေရှင်ပြန်ထူးတက်နေတာဖြစ်ပါလေ။အဲတော့ဆူရီယန်လက်ကတော့အရက်ကဒီမတ်တန်အရဆိုရင်တော့9ပီ2လက်မလို့ဖော်ပြထားတယ်ပေါ့နော်။တကယ်အပြင်မှာတော့9ပီ3လက်မလောက်ဒါရှိကောင်းရှိနိုင်တယ်ပေါ့နော်။အဲတော့ဒီပွဲစဉ်လေးဟာဆိုရင်ဒါဆူရီယန်လက်အနေနဲ့ဒီ1 championship မှာကျွန်တော်တို့ဘောနဲ့ရသွားခဲ့တဲ့ဝိုင်းစဉ်ကောင်းတဲ့ပွဲလေးဖြစ်တယ်ပေါ့နော်။ ဲ့တော့ဒီပွဲမှာသူဘယ်လိုမျိုးဆွမ်းဆောင်ရည်ပြီးပြသသွားခဲ့တယ်လဲကျွန်တော်တို့အတူလိုက်ပါကြည့်ရှုကြလိုက်အောင်ပါအဲ့တော့တပတ်သူနဲ့ရှင်မင်းထုတ်တဲ့သွားမဲ့ fighter ကတော့ဒါအရက်အမောင်းရပြောဆိုငါပြီးရှစ်လမရှိတယ်ပြောမယ်ဆိုတော့ဒါသူ့ထက်အရက်ဒါတော်တော်လေးရှည်တဲ့ fighter နဲ့ရှင်မင်းထုတ်တဲ့သွားခင်းရတဲ့ပွဲစဉ်တစ်ပွဲလေးဖြစ်တယ်လို့ပြောလို့ရတယ်ဗျဟိုဖရန်ကီတော်တော်လီးကိုကောင်းနေပြန်ဆိုတော့ကန်သွားလာဆိုရင်တော့ ဲ့တော့အပြတောင်းအဖိုက်တာကတော့ဒီကစားပုံရတော့ဒီအဝင်ထွက်ဒီ forward ပုံစံမျိုးတွေဒါကစားတောင်းနေတာမျိုးကျွန်တော်တွေ့မြင်နေရတယ်။ဒါပြောမယ်ဆိုရင်တော့ဒီတတိကြီးတယ်လို့ကျွန်တော်ပြောလို့ရတယ်ဒါအကွာဝေးချပြီးတော့မှသူ့အနေနဲ့ဒီချက်ထောက်ချက်တွေခုဆိုနေကျွန်တော်တို့ bear right ဟုဝင်ထားတယ်။ဒီထောက်ကန်ချက်တွေနဲ့ဒီအကွာဝေးချပြီးတော့မှကစားနေတာတွေ့တယ်။ bear right ဟုနောက်ထပ်တစ်ချက်ဝင်ထားတယ်ဗျ။ ဲ့တော့ Surrey Young လက်ကတော့ဒါအရမောင်ရပြောမယ်ဆိုရင်ဒါအားနေနေတယ်ဒါလက်တန်နေရပြောမယ်ဆိုရင်ဒါတူနေတဲ့အတွက်ကြောင့်မို့အတူအနေနဲ့ဒါပြန်ဖက်ကူဒါအနီးကပ်ပူကပ်ပြီးတော့မှဒါထူးတက်မှတာတူနေနဲ့ဒါထိချက်တွေကျွန်တော်တာတောင်နဲ့ဒါရှင်မဲထူးတက်နိုင်မှာဖြစ်တယ်ပေါ့နော်ကဲပထမချီရောပြီးဆုံးသွားပြီ ပရမချီမာတော့ကျွန်တော်ရဲ့မြင်ရဆိုရင်တော့ဒီအပြာတော့ကဖိုက်တာတာခဲ့တယ်လို့ပြောလို့ရတယ်ဗျ round 2ကြည့်လိုက်အောင်ပါအစူရန်လက်နေနဲ့ဒါအနိကက်ကျွန်တော်ဖိအားပေးဖို့ကြိုးစားနေတာဖြစ်တယ်ဗျစူရန်လက်ရဲ့ဒီလက်မောင်းနေကြုံကြည့်မယ်တော်တော်လေးကိုတုတ်တယ်ဗျကျွန်တော်ရှိပွဲစဉ်မှာလည်းကျွန်တော်ဒါကြည့်ခဲ့ရတယ်ဗောနော်အိုးဘေးရိုက်ခုဆက်တိုက်ဝင်ထားတယ်ဗျရိုက်ခုလက်ခုတွေ ထပ်ပြီးတော့မှကျွန်တော်တို့ position နိုင်ထားတယ်ထပ်ပြီးဝင်ထားတယ်ဗျာဘေရိုက်ဟုလက်ဟုစက်တိုက်ကိုကျွန်တော်တို့တွဲလုံးတွေစက်တိုက်ဝင်တာမျိုးကျွန်တော်တွေ့မြင်နေရတယ်ပြန်တော့ fighter ကျွန်တော် head kick ကန်ထားတယ်ဗျကောင်းတယ်ဗျစူရီယန်လန်နေနဲ့ဒုတိယချီမှာကျွန်တော်ဒါအနိကကူဟုတ်ကဲ့ပြီးတော့မှဒါ PRP ထိုးတက်နေတာမျိုးတွေ့ရတယ်တပတ်ကအပြန်တောင်းအဖိုက်တာလည်းကျွန်တော်တို့ဘေးရိုက်ခုပြန်ကျွေးထားတယ်ဗျဘေဂျက်ထောက်ထားတယ် ။ဟိုးထပ်ပြီးတော့ be right who ဟန်ချက်တော့ပြတ်သွားနေပြဆူရီယန်လက်အနေနဲ့ဟက်ကက်ပြန်ကန်ခံထားရတယ်ဆူရီယန်လက်အနေနဲ့ကျွန်တော်တရီသမီနာဆူရီယန်လက်အနေနဲ့ဒါတပတ်ကပြိုင်ဖက်ကဒါအကွာဝေးချတော့မယ်ဆိုရင်သူအိုး be right who တစ်ချက်ဘင်ဟမော့ချတော့တယ်လုံးဝကြီးမောင်းချသွားတာတော့မဟုတ်ပြတို့ပဲလေကျွန်တော်မက်ဆေ့ချ်ရေးတွက်ခံရတယ် ဆူရီယန်လာနေတဲ့နီကက်ကျွန်တော်တို့ဖိအားပေးထိုးတက်နေတဲ့အချိန်မှာကလင်းရှင်အနေထားဖြစ်သွားလိမ့်ဗျ။ဒရောင်းနေကျွန်တော်တို့ထုတ်တုံထားတာမျိုးတွေ့ရတယ်။ဒီရိုက်ခုတွေးထားတဲ့အနိကက်ဆူရီယန်လက်နေနဲ့ကျွန်တော် flying knee ရောကျွန်တော်တုံးလာတာမျိုးတွေ့ရတယ်တစ်ဖက်ကကောင်တာလေတရောင်ရက်ချက်ပြီးဝင်လာတာမျိုးတွေ့ရတယ်ထပ်ပြီးတော့ဘေရိုက်ခုတွေဝင်ထားတယ် တော်တော်ကောင်းနေဗျာဆူရီယန်လက်ရက်ဒီဘီရိုက်ဟန်ဒီလက်ဟန်ဒီကတော်တော်လေးကိုကြောက်ဖို့ကောင်းနေဒါလက်မောင်းလေးကြည့်မယ်ဆိုရင်တော်တော်လေးကိုတုတ်တယ်ဗျာဒါရှောက်ရမ်းပြီးတော့မှကျွန်တော်တစ်ချက်ရမ်းခင်ရမယ်ဆိုတော့မှဒါတော်တော်လေးကိုအထိနာပုံရမယ်ဗျာအကေကန်ခဏရတယ်အဲ့တော့တဖက်ကဒီ time fighter ကပြရောင်းက fighter တော့နီးစနစ်ကိုဒါအခြေပြုတ်ပြီးတော့မှအမတ်ရောင်းယူမှုစနစ်ပုံစံမျိုးနဲ့ အာရှိမင်းကစားချင်နေတာမျိုးတွေ့ရတယ်။ဒါပေမဲ့ဆူရီရန်လက်ကတော့ဒီလိုခွင့်ရမျိုးမပေးပြဒုတိယချင်မှာလုံးဝကိုပူကက်ပြီးတော့မှဒါတိတိမိမိကျွန်တော်ရှိမင်းထုတ်တက်ဒါတွားပြနိုင်ခဲ့တာမျိုးကျွန်တော်တွေ့မြင်ခဲ့ရတယ်။ဟိုစတိုက်ဘီရိုက်ခုဒီဝင်ဟာနေပြဘလဖန်တချက်အတိခံထားရတယ်ဆူရီရန်လက်အနေနဲ့အဲ့တော့တန့်စင်အနေနဲ့ကလည်းကျွန်တော်တို့အခုဒီအပြာတော့ကထိုင်းဖိုက်တာလိုမျိုးဒီအကွာဝေးချပြီးတော့မှ ဒီဖုတ်ဘောကိုကောင်းကောင်းနဲ့ဒီလူကစ်တွေကံပြီးတော့မှဒီအမတ်ရယူမှုစနစ်ပုံစံမျိုးနဲ့ဒါကစားသွားမယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့မြတ်ပူပြီးတော့မှအဆင်ပြေတယ်လို့မြင်နေမြ။အိုးအရင်ကြီးပုကထိုးမယ်ဆိုရင်တော့ဆူရီယန်လိုက်ရဲ့ဘော်ဒီရှော့တွေလုံးဝတွဲလုံးရိုက်ခုလက်ခုစတိုက်ကျွေးထားတယ်ဗျာ။ဆိုရင်ရတယ်ဗျာ။စတိုက်ကျွေးထားတဲ့ဆူရီယန်လက်နဲ့တော်တော်လေးကိုကျွန်တော်တို့မထင်ရအောင်ဗျာဒီ white လက်တီးတွေကလည်းစတိုက်ကျွန်တော်ထွက်လာနိုင်တာမျိုးတွေ့ရတယ်။ ကျွန်တော်ဒီရှိပြီးခဲ့တဲ့ရှိဗီဒီယိုမှာဆိုရင်လည်းဆူလူယန်လက်ရဲ့ဒီဝိုက်လက်တီတွေကျွန်တော်တွေ့မြင်ခဲ့ရတယ်ဗျဒါတော်တော်လေးကိုဒါထုတ်တုံနိုင်တာမျိုးတွေ့ရတယ်ဟက်ကကန်ခန်ဟာရတယ်ဗျလုံးဝဖိုက်တာတို့တူကိုတူလုံးဝညာတာတာမျိုးမရှိဘူးဒီတတိယချီမှာလုံးဝကိုအကျိတ်နဲ့အရှင်ပြန်ထိုးတက်သွားနေတာမျိုးကျွန်တော်တွေ့မြင်နေရတယ်အပီနမရိုက်ဟူလက်ဟူကျွေးထားတယ်ဗျာဆူရီယန်လက်အနေနဲ့အနီကက်ဘောဒီရှော့တွေကျွေးထားတယ်တစ်ဖက်ကပြတ်တောင်းကဖိုက်တာလေကျွန်တော် ကောင်းတာဒူးတိုက်ချက်တွေထွက်လာတာတွေ့တယ်လူကကန်ထားတယ်ဗျာဆိုပြီးရန်လတ်နေနဲ့တပီရောကျွန်တော် right ဟူစားခံထားရတယ်အိုးတရောင်ရိုက်ချက်ဆိုပြီးရန်လတ်နေအထီးခံထားရတယ် oh my god အဲ့တော့ဦးလုံးကလုံးဝကိုအကျိတ်နဲ့ရှိလိုက်ဗျအိုးတရောင်ရိုက်ချက်ထပ်ပြီးတော့မှ right ဟူဒီဝင်ထားတယ်အပြာနာမဖိုက်တာနေနဲ့ဘောရီရှော့ဝင်ထားတယ်ဗျဆိုပြီးရန်လတ်နေနဲ့ကောင်းတယ် ပါဝါတော့ပြင်းနေအိုး flying knee စူရီယန်လာပူကပီဘော်ရီရှော့အပကတ်ဒီချွေးထားတဲ့ဘေးရိုက်ခုဝင်ထားတယ်ရိုက်ခုထပ်ပြီးလက်ခုဝင်ထားတယ်ရိုက်ခုလက်ခုဘော်ရီရှော့အပကတ်ဒီချွေးထားတယ်ထပ်ပြီးတော့မှရိုက်ခုဝင်ထားတယ်ညာတောင်ပြန်ရိုက်ထားတယ်ဗျာ ထပ်ပြီးတော့မှကျွန်တော်ဘေရိုက်ဘေရိုက်ဟန်ဝင်ထားတဲ့ထပ်ပြီးတော့တရောင်ရိုက်ထားမျိုးတွေ့ရတယ်ဗျကလင်းရှင်နေထားပြန်ရောက်သွားပါပြီတိုင်ကကျွန်တော်ပြန်ပြီးတော့ခွဲပြီးနေတယ်ဗျကပီနိုရိုက်ခုဝင်လာတယ်။အတီချပိုင်းရာတော့စူရီယန်လန်နေနဲ့တော်တော်လေးကိုတာခဲ့တာမျိုးတွေ့ရတယ်ဗျ။ဒီတတိယချီမှာ အဲ့တော့တန်းစင်နေနေကတော့ဒါကျွန်တော်ရဲ့မြင်ရဆိုတာပူကက်ပြီးဒါထိုးလို့အစင်မပြေတဲ့အနေထားမျိုးတွေရှိတယ်ဗျထိုးမယ်ဆိုတော့ဒါဆူရီရန်လက်ရဲ့ဒီ white light တွေကျွန်တော်ဆက်တိုက်ထိုးလာတာကိုကျွန်တော်တို့ဒါရင်ဆိုင်ရဖို့ရှိတယ်ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ဒါတတိကြီးကြီးနဲ့အိုးကောင်းတယ်ဗျ right hook left hook နဲ့ပြန်ဖက်ကိုကျွန်တော်တို့ဟာတီချက်ကတော့ကျွန်တော်ကောင်းကောင်းထိသွားတော့မျိုးမတွေ့ဘူးတို့မဲ့လဲဒါဖင်တိုင်းလဲကြပြီးတော့မှဒါအမတ်စင်ဒုတိယအကြိမ် အရည်သွက်ခံရတဲ့အနေအထားမျိုးတွေရောက်ရှိသွားခဲ့လေဗျပါဝါကတော့ကျွန်တော်တို့ဒါပြင်းတယ်လို့တတ်မှတ်လို့ရတယ်ဗျအိုးဆက်တိုက်ကျွန်တော်တို့ PRP flying knee တွေရော right hook left hook တွေနဲ့ဒါ clinch အနေအထားပြန်ပူသွားတယ်ဗျโอเคဒိုင်းကတော့ဆုံးတက်လိုက်ပြီဗျဆူရီယန်လာနေနဲ့ဟာ အနိုင်ရရှိသွားခဲ့ပါပြီယွန်နန်မက်ဒက်ဇီရှင်နဲ့ဆိုပြီးရောင်းလာဖြစ်ပါတယ်ကျွန်တော်တို့ဒါအရက်တော်ပူတာပေါ့နော်အစိတ်တော်တော်လေးကိုပြင်းတဲ့ဖိုက်တာဖြစ်ပါတယ်တန်းစင်အနေနဲ့ဒါဒီဖိုက်တာကအနိုင်ရယူဖို့ဆိုရင်တော့ဒါတော်တော်လေးကိုခက်ခဲတဲ့အနီးထားမျိုးတွေရှိနေတာမျိုးကျွန်တော်တွေ့မြင်နေရတယ်အဲ့တော့တန်းစင်အနေနဲ့အခုဒီထိုင်းကဖိုက်တာလိုမျိုးပဲဒီပရမချီမာတာအကွာဝေးချပြီးတော့မှအမတ်ရယူမှုစနစ်ပုံစံမျိုးနဲ့ဒါကစားတော့ဖို့ရည်ကြီးတယ် ဲ့တော့ဒုတိယချီနဲ့တတိယချီမှာကတော့ဒါဖိုက်တာနှုတ်ဦးကလည်းသူတပြန်ကိုတပြန်ဒါအကျိတ်နဲ့ဒါမညာပနာဒီမညာပတာပုံစံမျိုးနဲ့ဒါရှင်ပြန်ထူးတက်တဲ့အတွက်ကြောင့်မှုဒါတပတ်ကထိုင်းဖိုက်တာအနေနဲ့ဒါဒါတိချက်တွေကျွန်တော်ခံရပြီးတော့မှဒါအရှုံးနဲ့ရင်ဆိုင်တွားခင်းရတယ်ပေါ့နော်အဲ့တော့တန်းစင်နေနဲ့ရတော့ကျွန်တော်ဒီပွဲကိုကြည့်ပြီးရင်းနဲ့ဒါတင်ကန်းစာယူရင်းပေါ့နော်ကျွန်တော်အကွာဝေးချပြီးတော့မှဒါသူ့ရဲ့တစ်ချက်ကောင်းပါဝါကို ဒါအခွင့်အရေးရအောင်ကျွန်တော်တို့အသုံးချပြီးတော့မှဒီစုရန်နဲ့နဲ့ရှင်ပြန်ထူတက်သွားဖို့အရေးကြီးတယ်ဗျဒီလိုမှမဟုတ်ရင်တော့ဒါတန့်စင်အနေနဲ့ကတော့ဒါစုရန်လက်ကိုအနိုင်ရယူဖို့ဆိုရင်တော့ဒါလွယ်ကူတဲ့အနေအထားမျိုးဒါရှိမနေဘူးပေါ့နော်အဲ့တော့ကျွန်တော်ရဲ့မြင်ရဆိုတော့ဒီပါဝါဘိုင်းမှာကတော့ဒါတန့်စင်ကဒါပဲဒီကျွန်တော်ဝိုင်လက်တီတစ်ချက်ကောင်ပါဝါရှိတယ် အဲ့တော့တန်းစင်နေတဲ့တတိထားမဲ့အချက်တစ်ချက်ကတော့ဒီစူရီရန်လေးရဲ့ဒီဘယ်ဝိုက်ညာဝိုက်တွေပေါ့နော်ဘယ်ဝိုက်ညာဝိုက်ကကျွန်တော်ဒီတခြားဖိုက်တာတွေနဲ့မတူဘူးပြလုံးဝသူ့အနေနဲ့ဒီဆက်တိုက်ကျွန်တော်ဒီထွက်လာနိုင်တာမျိုးတွေကျွန်တော်တွေ့မြင်နေရတယ်ဒီအတွက်ကြောင့်မို့ဒါတန်းစင်အနေနဲ့ဒီဖိုက်တာကိုဒါပုတ်ကပ်ပြီးထူတက်မယ်ဆိုတော့ဒါအခက်မသိရင်လည်းဒီဘယ်ဝိုက်ညာဝိုက်ကဒါဆဲချလဝိုက်မယ်ဆိုရင်တစ်ချက်တစ်ချက်အကြည့်ခံရမယ်ဆိုရင်တော့မှဒါတန်းစင်နဲ့တော်တော်လေးဘူတာဆိုရင်ရမယ် အနေထားမျိုးတွေရှိတယ်ဒါအရှုံးနဲ့တော့မှဒါရင်ဆိုင်သွားမဲ့အနေထားမျိုးတွေရှိတယ်ဘာဒီအတွက်ကြောင့်မို့ကျွန်တော်လုံးဝဒီနည်းစနစ်ကြကြနဲ့ကျွန်တော်အကွာဝေးထိန်းပြီးတော့မှဒီ aggressive ဆန်ဆန်ကျွန်တော်ဒီပုကပ်ပြီးသူတပြန်ကူတပြန်သာထိုးတတ်တာမျိုးလုံးဝမလုပ်ဘဲနဲ့ကျွန်တော်တို့ဒီအမတ်ရောက်မှုအမတ်ရယူမှုစနစ်ပုံစံမျိုးနဲ့ဒါတန့်စင်နေနဲ့ရှင်ပြန်ထိုးတတ်သွားနိုင်မယ်ဆိုတော့ဒါကျွန်တော်အမြင်ရတော့ဒီပွဲမှာကျွန်တော်တန့်စင်နေနဲ့အနိုင်ရယူသွားဖို့အရာခံလုံးရှိတယ်ပေါ့နော် အဲ့တော့ဆူရီယန်လက်ကတော့ကျွန်တော်အခုလက်ရှိကျွန်တော်ထုတ်တက်သွားခဲ့တဲ့ပွဲစဉ်အရာကိုကြည့်မယ်ဆိုရင်တော့သူ့အနေနဲ့ဒါတန့်စင်တဲ့ရှင်ပြန်ထုတ်တက်သွားတဲ့အချိန်မှာဆိုရင်တော့အခုဒီပုံစံမျိုးဒါပုတ်ကပ်ပြီးတော့မရမကတာရှင်ပြန်ထုတ်တက်သွားမယ်ဆိုရင်တော့သူ့အနေနဲ့တန့်စင်လို့ဒါအနိုင်ရယူသွားမယ်သွားနိုင်ခြေရှိတဲ့အခွင့်ရေးတွေဒါရှိနေတာမျိုးတွေကိုလည်းကျွန်တော်တွေ့မြင်နေရတယ်ပေါ့နော်အဲတော့တန့်စင်ရဲ့အားနည်းချက်ကတော့ဒါပြည်သက်တွေအလုံးဒါအခုချိန်မှာဆိုရင်ဒါအလုံးကလည်း လက်ခံလာကြပြီပေါ့နော်ဒီလက်ခံလာတဲ့အရာတစ်ခုကတော့ဒီမာဂုံအာနေတော့ပေါ့နော်ဒါအရင်တုန်းကဆိုရင်ဒီ Japan Fighter Takiru နဲ့မတူတက်ခင်မှာဆိုရင်ဒါတော်တော်များများကဒါတန်းစင်ကဒါတော်တော်လေးကိုမာတယ်ဆိုပြီးတော့မှဒါအလုံးကလက်ခံခဲ့ကြတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ဒါကျွန်တော်ကဒီ Takiru နဲ့ပွဲမတိုင်ခင်ကတည်းကတန်းစင်နေနဲ့ဒီမာဂုံပိုင်းမှာအာနေတယ်ဆိုတဲ့အချက်တစ်ချက်ကိုကျွန်တော်ဖောက်ပြခဲ့တယ်ပေါ့နော်အခုချိန်မှာတော့ကျွန်တော်တို့ဒါအလုံးလေးကျွန်တော်တို့လက်ခံလာကြပြီဖြစ်တယ် အဲ့တော့ဆူရန်လန်းနဲ့ပွဲမှာကတော့ဒါတန့်စီနေနဲ့ဒါမာကုံပိုင်းမှာသူ့နေနဲ့အာနေနေတဲ့အတွက်ကြောင့်မို့လုံးဝသာရှီမထိုးမိဖို့ရည်ကြည်တယ်အထူးသဖြင့်တန့်စီနေတဲ့ဒီ body shot ထိုးခံရမယ်ဆိုရင်တော့ဒီအနာဟောင်းနေကျွန်တော်ပြန်ပြီးထိုးခံရဒီသူ့နေနဲ့ဦးတက်ပေါက်ထားတယ်လို့ကျွန်တော်အာအရင်တော့ကဒါတိထားရတယ်ပေါ့နော်အဲ့ဒီနေရာလေးကျွန်တော်ပြန်ပြီးအထိုးခံရမယ်ဆိုတော့ဒါအရှုံးနဲ့ရင်ဆိုင်တွားရနိုင်ချေရှိတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ပရိကြီးကြီးနဲ့ဒါ အခုဒီ find တာဒီ tanga find တာလို့ဒီ parama chi မှာသူတို့အကွာဝေးထိမ့်ပြီးတော့မှအာကစားသွားခဲ့တဲ့ပုံစံမျိုးအာပေချက်ဝင်လိုက်ကျွန်လူကီတွေဝင်လိုက်တာထိချက်တတနဲ့ဒါအရှောင်သိမ့် full work ကောင်းကောင်းနဲ့ဒါကစားသွားနိုင်ဖို့ရည်ကြီးတယ်ဗျဒါမှသာကျွန်တော်အနိုင်ရယူဖို့ဒါအခွင့်အရေးရှိမှာဖြစ်ပါလိမ့် Okay အဲ့တော့ဒီကနေ့ပွဲစဉ်လေးကတော့ဒါတလောက်ပဲပေါ့နော်ကျွန်တော်နောက်လာမယ့်နေ့ရက်ဒီမှာလေဒီတန့်စင်ရဲ့ပွဲစဉ်လေးကိုကျွန်တော်တင်ဆက်ပြီးသွားပြီးလို့ရှိတယ်နောက်ပြီးတော့မှဒါစူရီရန်လက်ရဲ့ ဒါပွဲစဉ်ကိုလည်းကျွန်တော်ထပ်မံတင်ဆက်ပြီးတော့ဖို့ရှိတယ်ပေါ့နော်ဒီအတွက်ကြောင့်ဆက်လက်ဆောင်မြုံကြီးစုအားပေးဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆက်ပဲဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ